စာရေးထားတယ်။ဒါတကယ်မှန်ကန်တဲ့သူ့ရဲ့ဆုံးဖြတ်ချက်ဖြစ်တယ်။ဆိုတော့ဒီနေ့ကျွန်တော်တို့ရဲ့အားလုံးပဲမင်္ဂလာပါဗျာ။ကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာ။နေ့စဉ်ထူးဆန်းတဲ့အပါဝင်တည်င်းထူးတည်င်းကောင်းတည်င်းမှန်တွေတင်ဆက်ပေးသွားမှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်။ကျေးဇူးတူအရောက်ရှင်းတဲ့အတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအရေးတော်ပုံအောင်ရမည် စစ်အာဏာရှင်စနစ်ကြာရှုံးရမည်ကျွန်တော်ဒီရက်ပိုင်းမှာအလုံးခင်းတဲ့လုံးခင်းတဲ့ဘတ်လောက်မှာဘူချုပ်ကွန်မွာစတေတတ်ခုတင်တယ်လေနော် answer and question လို့အဓိပ္ပာယ်ရတယ် ANQ ဆိုတော့အဲ့ဒီ ANQ လို့သူ တည်လိုက်တဲ့အချိန်မှာအောက်မှာသူသူအတီးတယောက်နဲ့သူဟိုသူကမဲတဲ့လူတယောက်သူပြန်ထားတဲ့ဒီ comment လေးတစ်ခုကိုအဲသူ screenshot ရိုက်ပြီးတင်ထားတာတွေ့ရအဲမှာပါလဲဆိုတော့ရှမ်းမြောက်မှာရှိတဲ့ပြည်သူလူထုနဲ့ပြည်သူလူထုပေါ့ပြည်သူလူထုနဲ့တွေ့ဆုံမယ် ပြီးသူလူသူရဲ့တဘောသားကိုအဲနားထောင်မယ်ပြီးမှပြီးသူလူနားထောင်ပြီးတော့တစုံတစ်ခုဆုံးဖြတ်ချက်ချနိုင်လိမ့်မယ်လို့သူထင်တယ်ပေါ့နော်အဲ့ဒါပါလေဆိုတာအဲ့ဒါတကယ်ပညာရှင်တွေပြောတဲ့စကားပဲလေဆိုတော့ ETNLA နဲ့ရှမ်းမြောက်မှာ KIA နဲ့ PDM နဲ့ဖြစ်တဲ့ကိစ္စကို KIA ဘူဟုကအဆုံးဖြတ်မှာမဟုတ်ဘူး ပြီးသူလူထုကဆုံးဖြတ်ပါစေလို့သူပုံပုံလင်းပြောတာဆိုတော့ဒီနေ့ဗီဒီယိုဖိုင်တွေတောင်းလျှောက်တက်လာတဲ့ K စစ်သားတွေရော PDF တွေရောရာဇူတားလို့လို့ပဲအဲ့ဒီပလောင်စစ်သားလေမဲတာဗောနော်အဲ PDF ကလေးကိုပါပေးလဲဆိုဟဲ့ကောင်မင်းတည်ချင်လားတဲ့ဟိုက PDF ကလေးလို့ပြောတယ်မတည်ချင်ဘူးတဲ့ ဆိုတော့ဘေးနားမှာခေစိတ်သားလေးဆိုကြည့်ရတာခေါင်းကတော့မအထူးအထောင်းခံထားရတယ်နဲ့ဘယ်နဲ့တွေပါလဲ။ PDF ကလေးလည်းခေါင်းကဘင်းခံရတာဆိုတော့တခုမေးဆရာရှိတာကကျွန်တော်စဉ်းစားဆရာပါ။ဒီ KIA နဲ့ PDF တွေကမြန်မာတိုင်းနိုင်ငံလုံးရှင်းစွာတယ်လို့ကချင်ပြည်နယ်နဲ့နေရာတကာမှာ ဘယ်လောက်ချေဆွာနေလဲခဲ့ NFPDF ပဲကဒီဘာမှမဟုတ်တဲ့ပလောင်တွေရဲ့အထူးအထောင်းခံပြီးမှဟိုတုံပန်းတွေများဖမ်းခံရတာဘာဖြစ်လို့လဲနာစဉ်းစားစရာရှိတယ်ဆိုတော့ဘူချုပ်ကမော်ရဲ့ Facebook မှာသူတင်ထားတဲ့ status အရဆိုပြည်သူလူထုနဲ့တွေ့ဆုံမယ်တဲ့ပြည်သူလူထုဆုံးဖြတ်ပါစေလို့ PDF ပြည်သူတမ်တော်သားတွေနဲ့ပြည်သူတမ်တော်သားချဲ့ရီအဲရှမ်းမြောက်ဖက်မှာအထူးအထောင်းခံရတယ်ရာစုသားလူမျိုးအဖမ်းခံရတယ်အဲကောင်းပေါ်မှာလက်တည်ပြီးကျွန်တော်ဆန္ဒပြတော့ဟာတော့တည်ရတယ်ကျွန်တော်တို့အာနာတင်းကြီးတော့ဆန္ဒပြတော့ကျွန်တော်တို့အာဒီတူလူထုတွေကောင်းပေါ်မှာလက်တည်တာဟောတနတ်တည်နဲ့ရိုက်ထုနော်အခုရှမ်းမြောက်မှာ ခရရနဲ့ PDF ပြီးဂျုံရတဲ့ style မျိုးကောင်းနေမှာတနတ်ဒီနဲ့ထုရိုက်အရင်ပေါ့ထုရိုက်အဲ့လိုဖြစ်လာတဲ့အချိန်မှာဘီသူလူထုကဆုံးဖြတ်တာဖြစ်တယ်ဘလို့ဆုံးဖြတ်လဲဆိုဒီစစ်သားဒီစစ်တပ်ကိုငါတို့ကပါဇက်နဲ့ပြောလို့မရတော့ရေယူတန်တန်ဆန္ဒပြရင်တော့မဖြစ်တော့ဘူးဒီစစ် ဒီအာနာတိစစ်တပ်ကိုငါတို့လက်တုံးပြန်มาရမယ်ဆိုတော့ပြည်သူလူထုအဆုံးဖြတ်လာတဲ့အချိန်မှာဒီစစ်တပ်ကိုလက်တုံးပြန်မယ်လက်နဲ့ကြိုင်မယ်ငါတို့ရဲ့လူငယ်တွေကိုပြည်သူလူထုအတင်းကြီးတင်းညွတ်ထိထောက်ခံလာတဲ့အချိန်မှာ PDF စုပြီးပေါ်လာတယ်ပြည်သူကကွယ်ရေးတပ်စုပြီးပေါ်လာတယ်လက်နဲ့ကြိုင်တပ်စုပြီးပေါ်လာပြီးဒီစစ်တပ်ကိုအကြီးအကျယ်ပြင်းလာခဲ့တာအခုဆိုငါနဲ့ပြည်ဆရာချမ်းမြောက်မှာ KA နဲ့စာဖြစ်တယ်အဲဒီချင်း substitute KA စခနဲ့ခုပြီးတခုတို့ဝင်ရိုက်တယ်ဝင်စီးတယ်တိန်းတယ်ခုစံ10ခုကျော်လာဆက်ဆံရေးရုံတော့ကအဲ့လိုလုပ်တဲ့အချိန်မှာအဲ KA ကဘန်ပြောမဟာမင်းစုပြီးညီနိုင်တယ်အေးစစ်စစ်ပေါ့ဒါမဲ့နောက်ဆုံး KA နဲ့ PDF တွေ KA နဲ့ပေါင်းတယ် KA နဲ့အတူအရင်ကတည်းက တို့အလုံးလုံးချတယ်ချဲ့ရင်နဲ့တော်လိုင်းရဲ့သူလုံးတဲ့အချိန်မှာ PDF မှာရောချိတ်လာတယ်ဒီ TML ကချိတ်လာတယ်အဲ PDF ပြမထီမင်းပြုတ်လာတယ်ဝိုင်းထိုးတယ်အဲပစီဖန်းတယ်အကျွန်တော်စကိုင်းတဲ့ PDF တွေလည်းနဲ့တော့ဝင်ဖန်းတယ်အဓိကသူစီမွေလို့ပေါ့ကျွန်တော်တီးတယ်လို့ဆိုတော့ကုကောင်စီကလည်းဝင်တယ် ူကောင်ဆရာဝယ်တော့သူတို့ဆရာမွေရကောင်းလားဆိုပြီးကိုယ်ခိုင်မှာတခါဖမ်းတယ်မန်တုံမှာတခါဖမ်းတယ်ပြီးမှအဲ့ဒီ GNLA ရဲ့ပျော်ရဲဆူရဲအဲမလို့ရည်ဦးမလို့ရည်ဦးကဒီတင်းဌာနတွေလဲဒီနဲ့ဒီတင်းဌာနတွေလဲဘယ်လိုမျိုးလဲမသိဘူးလုပေးပြီးပြီဆိုတဲ့ဟာပေါ့ဘော်ဒီလိမ့်နေမလုပ်ပါဘူးမလုပ်ဘူးထားလဲတော့ ဆိုတော့ခု PDF တွေကိုမိတေးချင်လာတဲ့ဟုတ်အကောင်လေးကပြောတယ် PDF ကောင်လေးကျွန်တော်မတေးချင်လဲဘူးတဲ့ဟုတ်တယ်လေဒါကျွန်တော်တို့ကမြောင်းလိုက်ကိုတိုက်ရအောင်ပါဘို့အခု TNLA ကိုဘာလုပ်ရမလဲဆိုတာအဲ့ကျေဘဝမျိုးပြည်သူလူထုကအဆုံးဖြတ်နေတယ်ကျွန်တော်ပြည်သူဆိုတဲ့အချိန်မှာကျွန်တော် ကချင်းကရင်နီကရင်ချင်းမွန်မမရခိုင်ရှာကျွန်တော်ပြီးထောင်စုဖွားတယ်ယူနယ်စုတွေလည်းပါတယ် TNLA တွေကျွန်တော် PDF တွေဒီလိုဖန်စီအနိုင်ချင်းနေတယ်အဲတေးချင်းလာလို့တော့မဲတယ်ပစီတိန်းတယ်ဒီမျိုးလုပ်ရဟာဘူးအဲကျွန်တော်ပြီးသူလူစုဘယ်လိုဆုံးဖြတ်မလဲအဲ့ဒါပြောတာအဲ့ဒါ answer and questions or question and answer အမင်းနဲ့အဖြစ် ဆိုတော့ခဲဘူဟာပြပြီးသူလူထုပါလုံးမလားဒါပဲလေအခုတော့တော်တော်ဆုံးဖြတ်ကြပြီလို့ထင်တာပဲလေနော်လုံခဲ့တဲ့၄၅6လတုန်းကကျွန်တော်ဒီဖုန်းကြီးကဒီကချင်းဖုန်းကြီးကပလောင်မုန်တီရဲ့လုံဆော်တဲ့ဒီကချင်းဖုန်းကြီးကကုကန်မုန်တီရဲ့မာပါတာဖုန်းကြီးဘာဖြစ်တယ်ညာဖြစ်တယ်တချို့ဆို 李鹏志呀，对呀，南塘啊，阿金啊，到小南塘啦啦，阿库啊，多阿不朗，呃，麻将票嘞，T N L，古钢麻将票嘞，李鹏吉啊把皮的也皮的嘞，把皮了，哎，你你比你婆罗干嘛？就让我当上老板，阿库把皮了，没都不朗，我塞的了，就让票没见面，你比你波嘞，哈哈哈，嘿嘿。 ီဒီဒီလဲဆိုမနေ့ဒီလဲဆိုအိုင်ဒီပီးဒီပေါ်ရအောင်ပေါက်အောင်ကိုရဲလဲပေါက်ွဲတာဘာဖြစ်လို့ပေါက်ွဲရမင်းတို့ဒီဖူးကြီးကဒလန်ဖူးကြီးလေဒီကချင်ဖူးကြီးကမဟာပဒဖူးကြီးဆိုဒီဒီကချင်ဖူးကြီးကပလောင်မုန်တီရဲ့ကုကောင်မုန်တီရဲ့လုံစော်တဲ့အဲမဟာပဒဖူးကြီးဆိုဘာဖြစ်လို့မင်းတို့ဘာမင်းတို့မင်းတို့ဘာဖြစ်လို့ပလောင်ကိုဒီနေ့ထားဆေးတာလဲအဲနူပင်းရောနီပင်းရောကျွန်တော်မေ့ကြည့်မယ်ဖြေကြည့်လေကဲ့ မင်းတို့ကမပတ်တာလားဘာဖြစ်လို့မင်းတို့ပလောင်ကိုဆဲတာလဲဘာဖြစ်လို့မင်းတို့ပလောင်ကိုဆဲတာလဲနီးပိနေပေါ်လို့ဘာဖြစ်လို့ပလောင်ကိုဆဲတာလဲပြီးတော့ဘာဖြစ်လို့ကုကံကိုဆဲတာလဲပြောကြည့်လေပြောကြည့်လေကျွန်တော်တောင်းလျှောက်ပြောနေတယ်နှောင်ချူတော့ဒီဘောတော့ ကြောက်မဲတော့လာရှိုးတော့တင်းနေတော့မှာကျွန်တော်တမိုင်းနဲ့ရှင်ပြီးပြောကျွန်တော် MDA ဆိုတာအဲ MDA ဆိုမွန်ဂူရီဂျင်ဒက်ဖရန့်စ်အာမီခစ်တော့အဖြစ်အပျက်တွေလွန်ခဲ့တဲ့1990 690ခု98တော့အဖြစ်အပျက်လွန်ခဲ့တဲ့နှစ်20ကျော်30တုန်းကကျွန်တော်တမိုင်းချောင်းတွေကျွန်တော်ပြောတဲ့အချိန်မှာဒီလိုဖြစ်လာလိမ့်မယ်အာ လာရှူအဲမတမဆုပ်ပါဘူးတဲ့ကျွန်တော်ပြောပြတာဘတော်မှမဆုပ်ဘူးတို့အတူတူနေမယ်စစ်တပ်စခန်းဝင်လာမယ်ပြောသားပြီးသားကျွန်တော်ကနိုင်ငံရေးတော်လို့လားမဟုတ်ပါဘူးကျွန်တော်ကဓာရီတိအရန်ကိုပညာရှင်လားမဟုတ်ဘူးစာမေးပွဲတစ်ခုဖြေတော့မယ်ဆိုတော့မေကွန်းဟောင်းဆိုတာကြည်ရတယ်အဲကြောင့်တမိုင်းကိုတိရတယ်လူကမအောင် တမိုင်းကိုလေ့လာဟာစာလည်းမဖတ်ဘူးပြင်ပါလေနေပင်းနေပွားရကတတ်ပါဒီဖုန်ကြီးအာတလန်ဖုန်ကြီးတဲ့ပလောင်မုန်တီရဲ့ဖုန်ကြီးတဲ့ဟာလေကုကန်တရုတ်မုန်တီရဲ့ဖုန်ကြီးတဲ့ငါငါမြင်ကြည့်မယ်မင်းတို့ဘာဖြစ်လို့ဒီနဲ့ပလောင်ကိုထဆဲတာလဲမင်းတို့တတ်ပါဒီတဲ့ မင်းတို့ဘာဖြစ်လို့ကိုကကိုထဆေးရလဲဟမ်ဟမ်မင်းတို့ညီပင်းမျိုးပေါ်ရပြောကြည့်လေအခုပလောင်ကြိတ်တာခံရတယ်ဟုတ်ကုကံကြီးကြိတ်တာခံရတယ်ဟုတ်ပြောပြောခဲ့တာလေနင်တို့ရေလေလေရှာမစစ်စီရေမလေးဒီရှင်မဲဟိုအာနာရှင်ပြုတ်ချရေအာနာရှင်အမိပြက်အထိငါတို့ပလောင်တွေငါတို့ကုကံတွေအဲ ဗမာလူထုနဲ့လက်တွဲပြီးတိုက်ပွဲဝင်မယ်လို့ပြောတဲ့ချန်နယ်တော့ရှန်မန်စီစီရဲ့ Mandalay I'm on the way to Mandalay ရဲ့လေဘီနုပြောတဲ့ချိန်မှာငါပြောတယ်မဟုတ်ဘူးဒီကောင်တွေတိစာဖောက်လိမ့်မယ်လို့ပြောချင်ငါ့ဟိုပလောင်မုံကြီးရဲ့ဖုန်ကြီးတဲ့ကုကန်မုံကြီးရဲ့ဖုန်ကြီးတဲ့ဘာဖြစ်လို့ငါကျူပြောပြီးမှဖြစ်ဖြစ်လာတာလဲ ဘာဖြစ်လို့မင်းတို့ကနောက်ကျမှတည်ရလဲအခုတချို့နိုင်ငံရေးဝေဖန်တုံးတတ်တဲ့ဗာလေချမ်းကျင်သူနိုင်ငံရေးဂူရုဂူရုဂူရုဇလာဂူရုဇလာမတည်နိုင်ငံရေးဆရာကြီးတွေဆိုလားမတည်ဒီတင်းဌာနအနေနဲ့စပြောလာတယ်ခြာရပြီမနေညလာတော့ဒီစစ်တပ်တွေကကုကံတွေလည်းတတ်ဆုံးဆရာမစစ်တပ်တွေကဝန်လာမယ်အတူတူနေမယ်စီးပွားအတူလုပ်မယ် တယ်။ဘာဖြစ်လို့မင်းတို့ညီပင်းညီပေါ်တူရနိုင်ငံရေးလေလာတုံးတက်တဲ့သူဘာလဲဝါရင်ဘာဝါရင်ဘာဘာဝါရင်ဆိုတာမသိဘူး။နိုင်ငံရေးဆရာကြီးတွေရောဘာဖြစ်လို့ဒီစစ်တပ်ရဲ့ဒီပလောင်ရဲ့ဒီကုကောင်ရဲ့အတူတူအတူတူနေပြီးစီးပွားလုပ်တော့မယ်ဆိုတာဘာဖြစ်လို့ငါဒလန်ဖုန်ကြီးငါမဘာသာဖုန်ကြီးအရင်တီးပြီးမင်းတို့ကနောက်ကျပြီးမှတီးတယ် ဘာဖြစ်လို့ငါ့ကိုအရင်ဆေး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 ငါ့ကိုဆွဆွဲပြီးမှဘာဖြစ်လို့မင်းတို့ပလောင်ထဆေးရလဲမင်းတို့ဘာဖြစ်လို့တေးယုတ်ကူကန်ထဆေးရလဲအခုဆက်မြောက်မှာဒုံခဲတဲ့25နှစ် 23နှစ်20နှစ်ပေါင်းကြီးကမွန်ဂူကိုဖက်မှာကျွန်တော် MDA ခကျွန်တော်ခပါဘုခရနေနေစေချောကျွန်တော်လူငယ်ဘဝတော့ကျွန်တော်တနက်ကြဲတဲ့ခတုံးကဖြစ်ခဲ့တဲ့ပုံစံနဲ့တထက်ထဲဖြစ်နေမြတ်ဒီစစ်တတ်နေဒီပလောင်တတ်နေဒီတရုတ်ကူကန်တတ်နေအတူတူနေပြီးမှအကျူးတူစီးပွားရဲ့လုံနေမြတ်ဖြစ်ကိုဖြစ်နေမြတ် ောင်းကြည့်နေဘယ်သူမှသားလို့မရဘူးဆိုတော့ဒီတဲ့ကျွန်တော်အဓိကပြောချင်တာဘုချုကွန်မော်သူ့ရဲ့ Facebook မှာရေးတယ်လို့ဒီပလောင်တွေနဲ့ပတ်သက်ပြီးဒီကုကောင်နဲ့ပတ်သက်ပြီးပြည်သူလူထုဘယ်လိုဆုံးဖြတ်မလဲပြည်သူလူထုရဲ့သဘောထားကိုခံယူနေတာဖြစ်တယ်ဒီချိန်မှာ Facebook ပေါ်မှာပဲဖြစ်ပြည်သူလူထုเนี่ยတွေးဆောင်နေတာဖြစ်တယ်ပြည်သူလူထုဘာဖြစ်ချင်တာလဲ စစ်တပ်ကတော့ပြင်းမယ်လို့ပြောထားပြီးသားမဆွေးနွေးဘူးဒါပေမဲ့မဟာမိတ်လို့အရင်တို့တတ်မှတ်ထားတဲ့ဒီကုကန် MNDA နဲ့ဒီပလောင်တက် TNLA ကပြည်သူလူထုဘယ်လိုသဘောထားမလဲပြည်သူလူထုဘယ်လိုဆုံးဖြတ်မလဲပြည်သူလူထုဘာဖြစ်ချင်တယ်လဲပြည်သူလူထုဘာလုပ်ချင်တယ်လဲဒါပြည်သူသဘောထားက အဓိကဖြစ်တယ်။ပီတူတာအမိဖြစ်တယ်။ပီတူတာအဖဖြစ်တယ်။ပီတူလူထုမထောက်ခံတဲ့ဘယ်လည်းနဲ့ကဲမှယက်တီလို့မရအောင်။ဒါမှန်တရားပဲ။ခဲလည်းယက်တီလို့မရအောင်။အမေရိကန်စစ်တပ်လည်းယက်တီလို့မရအောင်။ PDF လည်းယက်တီလို့မရအောင်။ပီတူထောက်ခံမှုမရှိတဲ့ပီတူကိုမျက်နှာမမူတဲ့ဘေးတော်လာရဲမှမအောင်ဘူး။ပီတူတွေဒါဆုံးဖြတ်ဖို့လိုတယ်။ ပြီးသူတွေအဲဒါဆိုဖျက်ပေါ့ဒါဆိုတော့ဂျာနဲ့ဟာဖြစ်လာတယ်ဒီနေ့ကျွန်တော်အလုံးလုံးနဲ့ရင်းနေကျွန်တော်တစ်ချက်ဒီအကြောင်းလေးတစ်ခုပြောချင်တာဖြစ်တယ်ဟောကျွန်တော်တစ်ချက်ဘုဒ္ဓတရားကိုပြပေးမယ်နော်